ခိုင်ရီတာ channel ကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါထောက်လွင့်တင်ဆက်ပေးစင်တာဆိုရင်ဖြင့်စာရေးဆရာဆရာနန္ဒမိုးချေရေးတာပြုစုထားတဲ့မိလိန်နာအမင်းနဲ့အရှင်နာခဒေနာတို့ဤတိမ်မွေ့နန်နေသောဘာသာရေးအမေးဖြေများဆိုတဲ့စိတ်ဝင်စားဖွယ်အပိုင်းဆက်တဲ့ကိုထောက်လွင့်ပေးမှာဖြစ်ပါတယ် subscribe like and share ခလောင်းလေးနှိပ်ပြီးအားပေးသွားပါနော်ကျေးဇူးများကြီးတင်ပါတယ်ဒါဆိုရင်တော့ဆက်လိုက်ပါပြီကျွန်မကတော့ခိုင်ပါရှင်အရှင်ဖေဟာမြင်စိတ်ဖြစ်သည့်အခါတွေ့ထိမှုသည်လေတပါးတည်းသာဖြစ်ပါအပ်သလော အရှေမင်းကြီးမြင်စိတ်ကိုဖြစ်သည့်အခါတွေ့ထိပ်မှုသည်လည်းဖြစ်အံ့၏ခံစားမှုစိတ်ဆုံးမှုကြံစည်မှုပွားများမှုတို့ဆိုသည်မှာလေတွေ့ထိပ်မှုသည်သာအရင်ခံဖြစ်ပေ၏အရှင်ဖျားတွေ့ထိပ်မှုမြည်သောဖတ်တာစေတသိက်သည်မြည်သောသောလက္ခဏာရှိပါသည်နိအရှေမင်းကြီးဖတ်တာဆိုသည်အာယုံကိုတွေ့ခြင်းလက္ခဏာရှိပေ၏ဥပမာအားဖြင့်စိတ်နှကောင်ဝေးချတဲ့ကဲ့သို့ဖြစ်ပေ၏မြင်မှုဒီဟုသောမြင်စိတ်သည်စိတ်နှကောင်နှင့်အလားတူပေ၏ မြေအချင်းခံရသောယူပါယုံ အစင်းဓာတ်တွေရတကောင်သောစိတ်နဲ့တူးမြပေတော့တယ်။တွေးထင်မှုဖတ်တာစေတသိက်ဆိုဒီမှာစိတ်နှကောင်ဝေးကြတဲ့အခါထိခိုက်တိခိုက်ကြမှုတွေသဘောထားဖြစ်ပါတယ်။အရှင်ဘုရားတိတ်တာထင်းလင်းစေမဲ့ဥပမာတစ်ခုကိုဆောင်းတော်မူပါဘုရား။အရှင်မင်းကြီးလက်ခုံတစ်ခုတီးလိုက်တဲ့အခါလက်ခုံတစ်ခုနဲ့တစ်ခုထိမသွားပေဘူးလား။ထိသွားပါတယ်အရှင်ဘုရား။အရှင်မင်းကြီးထုတ်တူတာလင်းဖြစ်ပြီးတစ်ခုသောလက်ခုံသည်မြင်စိတ်ဖြစ်ပြီး ံလက်တစ်ခုသည်အစင်းတက်ဖြစ်ပေ၏ဖတဆေတသိဆိုသည်ကလက်ခုံနှစ်ခုတို့ထိခိုက်တိုက်ခိုက်မိရဲ့အတွက်ဖြစ်ပေါ်လာခြင်းဖြစ်ပေ၏ဘဝင်ကြားနှစ်သက်မိပါ၏အရှင်ဖျာမိလိန်နာမင်းကြီးကသူသိလိုသမျှတွေကိုထင်းလင်းစွာနဲ့ဖြေဆိုရှင်းလင်းပြီးရဲ့အတွက်အာရကျေနပ်ခြင်းဖြစ်မိလေတော်တယ်အရှင်ဖျာဝေဒနာစေတသိက်ဟူသည်ညီတိုသောလက္ခဏာရှိပါသည်နိအရှင်မင်းကြီးဝေဒနာဟူသည် ခံစားခြင်းဟူသောလက္ခဏာရှိပေ၏ အစဉ်အတိုင်းခန်းစားခြင်းရှိသောလက္ခဏာဟု၍မှတ်ယူပါလုံးအရှင်မင်းကြီးတိသာထင်ရှားမဲ့ဥပမာကို ထုတ်ဖော်ပြတော်မူပါအရှင်မင်းကြီးတခါကမင်းမူတန်တူသည်မင်းဖြစ်သူဤကောင်းကျိုးကိုအားထုတ်ဆောင်ရွက်တဲ့အတွက်မင်းရဲ့ချီးမြောက်မြောက်စားခြင်းတွေကိုခံရရင်ထုံမင်းမူတန်သည်တနေသောခါ၌ငါသည်ငါ၏တာဝန်ဝတ္တရားတွေကို၎င်းမင်းကြီးဤကောင်းကျိုးကို၎င်းကောင်းစွာဆောင်ရွက်အားထုတ်ခြင်းကြောင့်ပင်ဤသို့သောမင်းပေစည်းစိမ်ချမ်းသာတွေကိုခံစားရခြင်းဖြစ်ပေ၏ ဒလို့ဆိုကကြံစီ တွေးတော်မာတော့တယ်ဂျပန်အကျဉ်းသူတဦးသည်လူဘဝ၌ကောင်းမှုကုသိုလ်များကိုလှုပ်ဆောင်နေအတွက်ဒေလွန်သည်ရှိလေသောနတ်ပြည်မှာနတ်သားဖြစ်လျက်နတ်စည်းစိမ်ချမ်းသာဒုက္ခတွေကိုခံစားကြရပါတယ်ထို့ကနတ်သားလည်းငါသည်ယခုကဲ့သို့နတ်စည်းစိမ်ချမ်းသာဒုက္ခများကိုခံစားရသည်မှာလူဖြစ်၌ကုသိုလ်ကောင်းမှုများကိုလှုပ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်ပေ၏ဒလို့ဆိုကကြံစီတွေးတော်မာတော့တယ်မင်းကြီး ေဒနာဟုသည်ဤသို့လျှင်လလောဆယ်ခံစားခြင်းအစဉ်ခံစားခြင်းစသောလက္ခဏာတို့ရှိပေ၏အရှင်ဖုရားကျေးနပ်ဝမ်းမြောက်လာပါ၏ဖုရားအရှင်ဖုရားတညာဟုသည်အဘယ်သို့သောလက္ခဏာရှိပါသနည်းအရှင်မင်းကြီးတညာဟုသည်ကောင်းစွာမှတ်မိခြင်းဆိုတဲ့လက္ခဏာရှိပေ၏အရှင်ဖုရားတညာအားအဘယသို့ကောင်းစွာမှတ်အပ်ပါသနည်းအရှင်မင်းကြီးတညာအားညိုသောအစဉ်ဤသောအစဉ်ဖြူသောအစဉ်စသဖြင့်အကြောင်းအလျော်စွာမှတ်သားအပ်ပေ၏ အရှင်ဖုရားတိတာထင်ရှားစွာသောဥပမာကိုဆောင်းတော်မူပါဖုရားကောင်းပြီမင်းကြီးတင်မင်းကြီးဘန္နာဆိုးဖြစ်သူသည်ဘန္နာတိုက်သေးသူဝင်၍တင်မင်းကြီးအတုံးဆောင်ပစ္စည်းများကိုအညိုရောင်ကားဤမြအနီရောင်ကားဤမြအဖြူရောင်ကားထုံများဆိုပြီးတော့ရေးတွက်မှတ်သားအပ်သည်မဟုတ်ပါလုံးတင်မဖုရားတင်မင်းကြီးတီလိုသောတညာဟုသည် ထိုသဘောဖြင့်ဖြစ်စေ၏ကျေနပ်ဝမ်းမြောက်လာပါ၏အရှင်ဖုရားစေတနာဟုသည်မြည်တော်သောလက္ခဏာရှိပါသည်ရှင်ဖုရား အရှင်မင်းကြီးစေတနာဟုသည်စေဆောင်တိုက်တွန်းခြင်းသဘောရှိပေ၏ထို့တူပြုပြင်တတ်ခြင်းသဘောလည်းရှိပေ၏အရှင်ဖျားအဘယ်ကဲ့သို့စေဆောင်တိုက်တွန်းမှသည်။အဘယ်ကဲ့သို့ပြုပြင်တတ်ပါသည်။အရှင်မင်းကြီးတခါကလူတယောက်သည်အစိတ်စေးကိုစီရင်ဖော်ဆက်ကမိမိကိုယ်တိုင်လည်းတောက်ပေ၏သူတစ်ပါးကိုလည်းတောက်စေတယ်။ထို့က၎င်းရဲ့စေဆောင်တိုက်တွန်းခြင်းတွင်ရ၎င်းတဦးတည်းဟုသာမဟုတ်ပါတပါးသူတို့ပါထိခိုက်နေတာပျက်စီးစေတတ်ပါ रे မင်းကြီးထို့တူပင် တချို့သောသူတို့သည်မိမိတဦးတည်းသာမဟုတ်သေးပါတခြားသူများဟုပါမကောင်းမှုပြုရန်စိတ်ဆောင်တိုက်တွန်းလျက်မကောင်းသောတရားဖြစ်မြောက်တတ်စေပါ रे မင်းစီတချို့သောသူတို့ကမူထောဘတ်စီဦးစီကြီးပြားရည်တင်လဲတို့ကိုစူပောင်းရောတော့ကမိမိလည်းတောက်တယ်သူတစ်ပါးကိုလည်းတောက်စီတယ်ထို့တူပင်ကောင်းမှုကုသိုလ်တို့သည်မိမိသာပြုအပ်သည်မဟုတ်ပါ တခြားသူတွေရောပါပြုလုံးမိစေရန်အတွက်စေဆောင်တိုက်တွန်းခြင်းဖြင့်နတ်ပြည်နဲ့ရွာတို့လာကြရကုန်၏တို့ဖြစ်၍ စေတနာဟူသည့်စေဆောင်တိုက်တွန်းခြင်းပြုပြင်တက်ချမ်းသဘောဖြစ်ကြောင်းငါမိတ်ဆိုပါရယ်နှစ်သက်ဝမ်းမြောက်တော်မူပါရယ်အရှင်ဖုရားအရှင်ဖုရားဝိညာဉ်ရဲ့လက္ခဏာဟူသည့်မြည်တို့ရှိပါသည်နိအရှင်မင်းကြီးဝိညာဉ်ရဲ့လက္ခဏာသည်တည်ချမ်းသဘောရှိပါရယ်ဥမာအဖြင့်ထင်လင်းပြတော်မူပါဖုရားကောင်းပြီမင်းကြီးတေချာစွာနာကြပါလော့တခါကမျိုးသောယောက်ျားတဦးသည်ခရီးလမ်းမှာလမ်းဆောင်လမ်းခွားကနေပြီးလာလာသမျှသောလူအပေါင်းတို့ကို ။ဤသူကယောက်ျားဒီဤသူကမိန်းမဒီဤသူကကလေးတငယ်ဒီဒလို့ဆိုပြီးအကြောင်းအားလျော်စွာသိမြင်တကယ်သူပင်ဒီဝိညာဉ်ဒီလေအစိမ့်ကိုမြင်တွေ့ရတဲ့အခါထိုသူဒီပင်သိတတ်အပ်သောသဘောရှိနေပေတော့တယ်။မင်းကြီးသောတာယုံ၊ခန္ဓာယုံ၊ရတယုံစရာတို့မှလည်းအတန်ကိုကြားရခြင်းဖြင့်၎င်းအနံ့ကိုရှူရှိုင်းရခြင်းဖြင့်၎င်းအရာဓာရီကိုခံစားရခြင်းဖြင့်၎င်းဝိညာဉ်သည်တိတတ်သောသဘောရှိသည်သာသည်အရှင်မင်းကြီးခြေနက်ဝမ်းမြောက်လာပါ၏ အရှင်ဘုရားဝိတက်ရဲ့လက္ခဏာတွေကမြည်သူသောသဘောရှိပါသည်။တက္ကရာမင်းကြီးဝိတက်ဆိုဒီမှာအာယုံကိုတိမ်သွင်းရှင်ဆက်ခြင်းသဘောလက္ခဏာရှိပြီ။ပနာမာအဖြစ်လက်သမားများသည်ပြင်ဆက်တွေကိုချောမှုအောင်လို့ရေပေါ်ထိုးပြီးတဲ့အခါပြင်ချင်းရှင်ဆက်လျက်လိုအပ်ရာပုံမှန်သဏ္ဍာန်ကိုပြုလုပ်ကြတဲ့ကဲ့သို့နောက်တစ်ပံအသည်ပြုလုပ်ပြီးသောတက်ချောင်းတွေအားတက်သားပေါင်တစ်ခုအတွင်း၌လိုအပ်တဲ့အလျောက်ထည့်သွင်းစုဆောင်ထားတဲ့ကဲ့သို့ဖြစ်ပြီးတယ်။တက္ကရာမင်းကြီး ်စင်စင်အဖြစ်ဝီတက်ဟူသည်အတွေ့အကြုံကိုစူးစီးထိန်းချုပ်ထားတယ်ဆိုတဲ့သဘောထားဖြစ်ပါတယ်။အရှင်ဖုရားခြေနဲ့ဝမ်းမြောက်လာပါတယ်ဖုရား။အရှင်ဖုရားထမှန်ပြီးတော့ဝိစာရရဲ့သဘောလက္ခဏာတွေကိုလည်းရှင်းလင်းမိန့်ကြားပြတော်မူပါအောင်ဖုရား။အရှင်မင်းကြီးဝိစာရဆိုဒီမှာအဖန်တလဲလဲသုံးသပ်ပွားများခြင်းသာဖြစ်ပြီးတယ်။ဥမာအဖြစ်ဂျေးစီကိုတီးခတ်လိုက်တဲ့ကတကြိမ်တည်းသာလင်တီးခတ်ရခံလဲရကစား ပေါ်ထွက်လာသောအတန်ကတော့ချက်ချင်းပြောင်းမသွားသေးဘဲနဲ့လှဲ့ပတ်မှုအရှိန်ရှိနေသမျှအဆက်မပြတ်မြည်ဟိပေါ်ထွက်နေတဲ့ကဲတို့သားဖြစ်ပြီးတယ်။မင်းကြီးဝိစာရရဲ့သဘောလက္ခဏာနဲ့ဆက်လင်းပြီးအဆိုပါဂျေးစီရီဥပမာသည်အလျော်ကန်ဆုံးဖြစ်ပေ၏။အရှင်ဖျားတပေါင်းနဲ့တစုတည်းပြေးပြီးကုံသောတရားတွေအားဤဒီကဖတ်တာဒီဤဒီကတညာဒီဆိုပြီးတော့တခုချင်းတမျိုးချင်းစီခွဲခြားလို့ရကောင်းပါ၏လော။အရှင်မင်းကြီးဤမေးပြဿနာအတွက် ငါကပင်အရှယ်မင်းကြီးအားပြန်လည်မေးရပေတော့မီတင်မင်းကြီးပွဲတော်တရံအတွက်ပွဲတော်စာရီကိုယူဆောင်လာခဲ့သောစတော်ကဲသည်ပွဲတော်လာရောက်ဆက်သရာမှာအရှယ်မင်းကြီးဤဒီကထောပန်အရာသာဒီဤဒီကကရဝေးအရာသာဒီဤဒီကငရုတ်တီးအရာသာဒီဆိုပြီးအတိတ်တခြား क्वे ပြားဖြစ်ပေါ်စေရန်တက်ကောင်းပါ၏လောအရှင်ဖုရားဤကဲ့သို့ကမဖြစ်စကားမှာမှန်လေးစွာတကားတော်ပွဲတော်စား၌ချိုးချင်းဆန်းကန်ဖက်ခါဟုသော ရတာ6ပါးတို့ကိုတစ်ခုချင်းတစ်မျိုးချင်းခွဲခြားတည်တမ်းလို့မရနိုင်တဲ့ကဲတို့ပင်တပေါင်းနဲ့တစုတည်းဖြစ်နေတဲ့ဖတ်တာအဆရှိသောတရားစုတို့ကိုလည်း꽌ပြားစွာခွဲခြားစေခြင်းကမဖြစ်ကောင်းသေးတည်းအရှင်ဘုရားအရှင်ဘုရား၏အဖြေကလွန်စွာမှနှစ်သက်ဖွယ်ကောင်းလီစွာတကောင်မိလိန်နာမင်းကြီးဖို့အရှင်နာကဒေနာကိုဝိညာဉ်ဝိတဝိစာရအဆရှိရာတွေကိုအစင်မပြတ်မင်းမြတ်လာပြီးရဲ့နောက်ဖတ်တာတရား၏နောက်ဆုံးမှာပြတနာတစ်ခုကိုပြောင်းလဲလိုက်လေတော်တည်း ထိုပြဿနာကတိကျပြဿနာလို့ဆိုရမယ်စားပြဿနာသာဖြစ်ပေလိတော့တယ်အရှင်နာကဒေနာစားကိုမျက်စိဖြင့်မြင်သိနိုင်ပါသလားအသင်မိလိန်နာစားကိုမျက်စိဖြင့်သိမြင်နိုင်ပေ၏အရှင်နာကဒေနာ စားရင်ငန်သောအရာသာကို ရှာဖြင့်သာလျှင်သိနိုင်ကောင်းသည်မဟုတ်ပါလောအသင်မိလိန်နာစားရင်ငန်သောအရာသာကိုရှာဖြင့်သာလျှင်သိနိုင်ကောင်းမည်၏အရှင်ဖျားစာပေါင်ရင်ငန်သောအရာသာကိုလေရှာဖြင့်ပင်သိနိုင်ကောင်းသည်မဟုတ်ပါလောအရှင်မင်းကြီး စာပေါင်းရင်ငန်တော့ရတာကိုလေရှာဖြင့်ပင်သိနိုင်ကောင်းပြီအရှင်မင်းစီထိုးတိုးဆိုမှာကစာပေါင်းမြောင်များစွာကိုအဘေကြောင့်နွားလေများဖြင့်တင်ဆောင်သိယူနေရပါသည်နငန်တော့ရတာတခုတည်းဟုသာသိယူသင့်သည်မဟုတ်ပါလုံးအရှင်မင်းစီဤတို့တိကျခွဲကသိယူ၍ကမဖြစ်ကောင်းပါစာဟုသည်စာဖြင့်နငန်တော့ရတာပူပေါင်းတွဲဆက်ချင်းမတာလင်ဖြစ်ပြီဒီအတွက်ကြောင့်တင်မင်းကြီးအောင်မေးလိုပါ၏စာအုပ်ချိန်ခွင်ဖြင့်ချိန်တွေ၍ရပါသလော ်ရနိုင်ပါသည် အရှင်ဖုရားမင်းကြီးထို့သောဆိုပါကစာဤအလေးကိုအဘဲကြောင့်ချိန်နေပြီတနည်းငံသောအရာသာတစ်ခုတည်းဟုသာချိန်ယူ၍သင့်သည်မဟုတ်ပါလုံးအရှင်ဖုရားငံသောအရာကိုချိန်တွဲလို့မရနိုင်ပါမှန်မိတယ်တကတော့စာဤအလေးချိန်ကိုသာချိန်တွဲလို့ရပြီတယ်ငံသောအရာသာကိုချိန်တွဲလို့မရနိုင်စကားမေးသဘောကျနေထိုင်လာပါတယ်ရှင်ဖုရား မီလိန်နာမင်းဟာလဲစားပြဿနာတွေကိုရှောက်တင်ပြီးရဲ့နောက်မှာတော့ကံအကြောင်းတရားနဲ့ဆက်လင်းရတွေကိုမေးလျှောက်လာပြန်မာတော့တယ်။အရှင်ဖုရားမျက်စိနာနှာခေါင်းရှားဒလိုစုံလို့ကိုဟုစွာသော အာရတနာမည်သည့်အာယုံ၅ပါးခံစားရတို့သည်အထူးထူးသောအမျိုးမျိုးသောကံကြောင့်ဖြစ်လာပါသလုံး။ဒုတိမဟုတ်တစ်မျိုးတည်းသောကံတစ်ခုတည်းသောကံတို့ကြောင့်ဖြစ်ပါလာရသည်။အရှင်မင်းကြီးမျက်စိအစရှိသော အာရတနာ၅ပါးတို့သည်အထူးထူးသောအမျိုးမျိုးသော ကံတို့ကြောင့်သာဖြစ်ကုန်ကြပေ၏တခုတည်းသောကံတမျိုးတည်းသောကံကြောင့်မဟုတ်ပေအရှင်ဖျားထိုသောဆိုပါကဥပမာဖြင့်ထင်လင်းအောင်လို့ရှင်းလင်းပေးတော်မူပါဖျားကောင်းပေပြီအရှင်မင်းကြီးဒေသာစွာအယုံဆိုင်ပါလော့ပမာအားဖြင့်မြေခွက်တကွက်၌မျိုးစိ၅မျိုးတို့ကိုစိုက်ပျိုးသည့်အခါအားလုံးပင်လင်းစင်းသွင်တရံတမျိုးရေတပုံစံနှင့်တညီတညို့ဖြစ်ထွန်းပေါက်ရောက်ပါအကလုံးအရှင်ဖျားဤတို့ကမဖြစ်နိုင်ပါမင်းကြီး အာရတနာ၅မျိုးတို့မှလည်းထုတ်တူပင်ဖြစ်ပြီးစင်စက်တစ်မျိုးတည်းသောကံကြောင့်မဟုတ်ပါအမျိုးမျိုးအထူးထူးသောကံများကြောင့်သာလေအတိအချာဖြစ်ကြရပေကုန်၏ခြေနံအာရတော်မူလာပါရဲ့ရှင်ဖုရားအရှင်ဖုရားခတ်သိမ်းသောလူပေါင်းတို့သည်တအူးနှင့်တအူးကွဲပြားခြားနာကြပါ၏ အသက်တိုးခြင်းရှိခြင်းအစင်းလာခြင်းမလာခြင်းဥစ္စာပစ္စည်းစင်းရဲခြင်းချမ်းသာခြင်းဖုံတကူကြည့်ခြင်းမကြည့်ခြင်းပညာတတ်ခြင်းမတတ်ခြင်းတို့ရှိကြပြီးအားလူလူချင်းတူကြပါလျက်နှင့်အဘေကြောင့်ကွဲပြားခြားနားနေရပါသည်။အရှင်မင်းကြီးဤကဘာမြေပေါ်၌သစ်ပင်တို့တည်တည်ပေါင်းရောက်ကြလျက်ရှိပြီးအားတချို့သစ်ပင်ကမြင့်ပေ၏တချို့သစ်ပင်ကနှိမ့်ပေ၏တချို့သစ်ပင်ကချုံးဝေး၏တချို့သစ်ပင်ကစူးတီပြုံး၏တချို့သစ်တီအားချို၏တချို့သစ်တီကချင်း၏ တချို့တတိကစိတ်ဤအချို့တတိကတော့ခါပေဤတချို့ပန်းကမွေးကြိုင်မှဤတချို့ပန်းကရေနံမရှိပါအရှယ်မင်းကြီးဤကဘာမြေတစ်ခုထဲ၌ပေါက်ရောက်ကြကုန်သောတပ်ပင်တို့ဖြစ်ပါလျက်အဘဲကြောင့်ဤတို့ဤဘုံကွာခြားရလေသနီမင်းကြီးပင်အဖြေထုတ်ပါလုံးအရှင်ဖျားကဘာမြေတစ်ခုထဲမှာဖြစ်လျက်မျိုးစေးတို့ဤထိုးကြစွာ ကွဲပြားမှုတွေကြောင့်တပ်ပင်ချင်းတတိချင်းပန်းမွင်ချင်းကွာခြားရသည်ဟုတပည့်တော်ဆင်ခြင်မိပါ၏ မမေစွာတကားတော့လူသားတို့မှလည်းထုတ်တူပင်ဖြစ်ပြီးအထူးထူအပြားပြားသောကံတရားတို့ကြောင့်လူချင်းတူပါတော်냐လေတချို့ကအသက်ရှိဤတချို့ကအသက်တူဤတချို့ကအစင်လာဤတချို့ကမလှဟု၍ကွဲပြားခြားနာရခြင်းဖြစ်ပြီးမင်းကြီးဤကြောင့်နဲ့ဆက်လင်းပြီးဖျားရှင်ကိုရိုနိုင်သူပါလူနေအားတတဝါတို့သည်ကံတန်လင်းမိမိဥစ္စာဖြစ်ကုန်ဤကံဤအမွေကံတာဖြစ်ကြကုန်ဤကံတန်လင်းအမျိုးဖြစ်ကုန်ဤကံတန်လင်းအဆွေဖြစ်ကုန်ဤ ကန်တန်လင်ကိုးခွေရဖြစ်ကုန်၏ရုပ်ချင်းမျက်ချင်းတို့၌အကျဉ်ကန်သည်ရှိပေ၏ထိုကန်သည်ပင်တတဝါတို့အားအကွဲအကွဲပြားပြားဖြစ်အောင်ခွဲခြားပေးပေ၏ဒလိုဆိုကဟောကြားခဲ့ပူပေတယ်ကောင်းမြတ်လျော်ကန်လာသောအဖြစ်ပင် ဖြစ်ပါ၏အရှင်ဖုရားမိလိန်နာမင်းကြီးလေ၎င်း၏စိတ်ထဲမှတန်တရားဖြစ်နေသည်တွေပေါ်နာဂတေနာ အရှင်သူမြတ်ထံကနေတိကျတေချာစွာဖြင့်တရုတ်ခွဲပြားတဲ့အတွက်ဂျေနန်ချင်းအာရချင်းပီတီဖြစ်ခြင်းတွေနဲ့ ညနေတော်တပြင်းလုံးဝန်းလံသွားရလေတော့တယ်တို့ရမှာ၎င်း၏အာယုန်ထဲမှာတော့တီလိုမှုဆွေးနွေးလိုမှုဝေဖန်လိုမှုစတဲ့မေကွန်ရဲ့ရဲ့ပြဿနာဖုံဖုံတို့မှာကုံစင်တီဟူ၍မရှိသေးပါစေကမ်းပေါင်ရှိရာစီကိုလှိုင်းတလုံးရိုက်ပုတ်ပြီးသည့်နောက်ထပ်မံပြီးတော့ရိုက်ပုတ်လာအောင်မဲ့လှိုင်းလုံးတွေနဲ့မချားနာလာပါတကား ဒီနေ့ရဲ့ခိုင်ရီတာချန်နေရနေထောင်းလွင်ပေးခဲ့တာဆိုရင်ဖြင့်စာရေးဆရာဆရာနနာမိုးကျဲရေးသားပြုစုထားတဲ့မိလိန်နာမဲနဲ့အရှင်နာကတေနာတို့ဤတိမ်မွေးနန်နေသောဘာသာရေးအမေးဖြေများဆိုတဲ့ဇိမ်ဝင်စားဝယ်ရာအပိုင်း၁၁ကိုထောင်းလွင်တင်ဆက်ပေးခဲ့တာပါနောက်တစ်ခါမှာတော့အပိုင်းစနစ်ကိုဆက်လက်ထုံးလင်းပေးဦးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးချိန်ကြပါအောင်လို့ပြောကြရင်းနဲ့ဒီကနေ့စီစီရနဲ့နှုတ်ဆက်ပါရစေချိန်ပေးလို့ကျေးဇူးပါပြန်လည်